ကျွန်တော်ရဲ့ပြည်သက်တွေအားလုံးမင်္ဂလာပါခင်ဗျာ ESN Knowledge Channel ကနေကြိုဆိုပါရခင်ဗျာကျွန်တော်တို့ရင်ရက်တွေကတော့အိမ်ပြိုတဲ့အိမ်တွေကိုအိမ်နိုင်ရာရောက်သွားပြီးတော့မုံလေးနေနဲ့ကျွန်တော်တို့စေဘူးလေးတွေကိုတားနိုင်သမျှကျွန်တော်တို့သွားရောက်လှူဒါန်းခဲ့ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဒီအောင်မင်္ဂလာအကြောင်းတိုက်ပေါ့နော်ကျွန်တော်တို့စီရီတော်တွေတိမ်နေကြောင်းနေအပြူတဲ့အတွက်ကျွန်တော်တို့လောလောဆယ်ရှိပြီးသားပေါ့နော်ရှိပြီးသားကျွန်တော်တို့ ဒီမိုးကလေးတွေချင်အောင်လေးတွေနောက်တော့ရေသံလေးတွေပေါ့ဗျာနော်ကျွန်တော်တို့ဒီတခြားလူရှင်လေးတွေရောစုပေါင်းပြီးတော့ကျွန်တော်တို့ပွားရလှူရမှာဖြစ်ပါတယ်ခင်ဗျာဒါကကျွန်တော်တို့ပြူကြလုံးဝကိုပြူကြသွားတဲ့ဒါတိမ်ကြောင်းတော်ကြီးဖြစ်ပါတယ်ခင်ဗျာအဲဒီတိမ်ကြောင်းတော်ကြီးပြူတဲ့အခါမှာလေကျွန်တော်တို့အံငါတော်နှစ်ပါးဖိမိသွားပါတယ်ဒါပေမဲ့ကံကောင်းထောက်မှဆိုတာဖြင့်ကျွန်တော်တို့ဒီအံငါတော်ကြီးဒီအသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်ခင်ဗျာ ဒါပြိုကျပြိုကျသွားတဲ့ဒါအတိန်ကျောင်းတော်ကြီးဖြစ်ပါတယ်နော် အဲ့ဖုံးဖုံးတို့ဘယ်နှပါးစီတဲ့မိရ။အာဟမ်ဘုံဘုံအခုတော့ပျောက်သွားပါပျောက်သွားဒီကကျိုးနာနာတာအော်များတာဗောဘုံဘုံရဲ့အော်တော်ကန်ကောင်းတာနော်ကန်ကောင်းတယ်ဒီအပေါက်လေးရထွက်ခဲ့ရဟုတ်တယ်ဒီဒီအပေါက်ဒီအောက်ကဟာဦးဇင်းတို့ဖြတ်ထားလို့ဟုတ်ပါအဲ့အဲ့ဂျားတဲ့ကနေဖြတ် မှန်ပါရဲ့ညာကြောင်းရှိရှိရရဟုတ်ပါဘူးဒီအပြင်မြင်လန်းနေတာအော်မြင်လန်းနေတာငယ်ငယ်လေးဆိုရင်သူကြည့်လန်းကြောက်ဒါကကျွန်တော်တို့ဒါလည်းဘာခေါ်ရလဲဗျာနော်တခွန်နိုင် ခေါ်လာပါလေဒါကြီးလည်းကျူးသွားနော် စီရီတော်ကြီးကတော့ကျွန်တော်တို့ဖရားတွေပူဇော်တဲ့အောက်ထပ်ပေါ်မှာပေါ့နော်။အောက်ကအထပ်ကကျွန်တော်တို့လုံဝပြုတ်ပြီးတော့နောက်တစ်ခါကံကောင်းတဲ့ပြောရမှာပဲအပေါ်ပိုင်းကကျွန်တော်တို့ဘေးကိုပြုတ်ကြမသွားပဲနဲ့တဲ့တဲ့လေးအောက်ကိုပြုတ်ရတဲ့အတွက် နောက်ဒီကဒီဆွမ်းစားချောင်းကတော့အနေငယ်ပဲနော်။ဆိုလို့ဆိုရင်တော့လုံဝကိုဖြစ်ပြီးတော့မှဒါနည်းနည်းတော်သေးရပြောမှာနော်။ဟုတ်ပါနော်။ ဒီအောက်ခြေအကုန်ပြိုသွားနော်။ဒါဖက်ပြန်လုံးမရနော်။ပြန်လို့မရတော့ဘူး။ ကဲဒါကတော့ကျွန်တော်တို့မပြူပဲနဲ့ပေါ့နော်အကောင့်တိုင်းကြံနေတယ်ကျွန်တော်တို့ចောင်းဆောင်ပေးကအဲ့တော့သူကចောင်းကတော့မပြူဘူးညည်းကြီးတွေပြူကြတော့နော်ညည်းကြီးတွေပြူကြသွားတဲ့အတွဲကျွန်တော်တို့မိုးရွာလို့ရှိရင်ဒီចောင်းဆောင်ကလည်းကျွန်တော်တို့ပြူနိုင်ပါတယ်အဒီမှာကျွန်တော်တို့တငယ်ချင်းနဲ့မြင်တဲ့အတိုင်းပဲပေါ့နော်ညည်းကြီးပြူကြသွားတဲ့အတွဲကျွန်တော်တို့ဒီចောင်းဆောင်က ငိုများလို့ရှိရင်ဣပြီးတော့ဗောနော်ကိုယ်ပဲကိုစောင့်သွားနေမှာအဲဒါကြောင့်မို့ကျွန်တော်တို့ဒီကျမစစ်တန်ရဲ့ညီဘောမောင်နှမတွေလည်းလူတန်းလို့လို့ရှိရင်ကိုယ်တိုင်ကိုယ်တိုင်ကိုကြသာရောက်ပြီးတော့လူတန်းလို့ရပါတယ်ဆိုတော့အကြောင်းကျွန်တော်တို့နိဗ္ဗာန်ကျိုးမြှောက်ပြီးတော့နောက်ထပ်ကျွန်တော်ဆောပါတယ်ခင်ဗျာမဒါဘာကြားလိုက်ပေါ်တာဒီစာဦးတွေတိုင်းရဲ့စိတ်ဆံတွေ

။ဒါခုံမုံကိုမိုးကတို့ချက်အောင်လို့နော်လူရှင်တွေကိုကျွန်တော်တို့ဖိတ်ခေါ်ပြီးတော့လာလှူဒန်းပေးတာဖြစ်ပါတယ်ခင်ဗျာ။ရရည်ဖေ။ဟုတ်ကဲ့ကျွန်တော်တို့ဒါဇီရီရဲ့နော်ကြိုကြပြီးတော့ဒါအသက်ပြန်လဲတည်ဆောက်ဖို့ဒါဒီမှာလှူအားပေးနေခင်ဗျာနော်။လှူအားပေးနေကြပါလေ။နာရီ